ေသုံးမမိသားစုဝင်300ကျော်ကိုထမ်းမှန်ပြီးတော့အေအေကလွှတ်ပေးလိုက်တယ်ဆိုတဲ့တဲ့တင်တနည်းအတွင်းစေသုံးမ1000ကျော်ကိုပြန်လွှတ်ပေးခဲ့ပြီပဲဖြစ်ပါတယ်ရခိုင်ပြည်ဘူးသီးတော်မျိုးသိမ်းတိုက်ပွဲတနည်းအပြည့်အထိမ်မှအဖြစ်တိုက်ပွဲအတွင်းဖမ်းဆီးရမိသောစစ်ကောင်စီတပ်သားစေသုံးမမိသားစုဝင်300ကျော်ကိုအေအေကလွှတ်ပေးခဲ့ကြောင်းသိရတယ်စစ်ကောင်စီတပ်သားများစေသုံးမများနှင့်မိသားစုဝင်များအာရာခတ်တပ်တော်အေအေကပြန်လွှတ်ပေးရတွင်ယခုနှစ်2025ခုနှစ်တနည်းအတွင်းမှာစေသုံးမများ 2023ဦးကိုပြန်လွှတ်ပေးထားတာပဲဖြစ်ပါတယ်။ခန်းစီယာမီတာဒီစေတုံးမန်ထေမှာပြန်လည်လွှတ်ပေးသည့်စေတုံးမန်များနှင့်မီတာစုဝင်များအားပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်းအာရခတ်တတော် AA ကပြောဆိုထားတယ်။ဖေဖော်ဝါရီလပထမအပတ်အတွင်းစေတုံးမန်များနှင့်မီတာစုဝင်များစုစုပေါင်း136ဦးကိုပြန်လွှတ်ပေးခဲ့ပြီးဖေဖော်ဝါရီလတတိယအပတ်အတွင်းစေတုံးမန်196ဦးကို AA ကပြန်လွှတ်ပေးခဲ့သည်ပြန်လွှတ်ပေးခဲ့သည့်196ဦးထဲတွင်စစ်ကောင်စီဒုတိယရေမှူးကြီးတအူးပါဝင်ပြီး အမျိုးသမီး149ဦးနဲ့အမျိုးသား52ဦးပါဝင်ကြောင်းသိရတဲ့ဧပြီလ13ရက်နေ့ကလည်းမင်းပြတိုက်ပွဲအတွင်ဖမ်းဆီးရမည်သည့်စစ်သုံးပန်းများထဲမှပြန်လွှတ်ပေးရသောစစ်သုံးပန်းများနှင့်မိသားစုဝင်များ190ဦးကိုလွှတ်ပေးခဲ့ပြီးမေလ16ရက်နေ့ကလည်း225ဦးကိုပြန်လည်လွှတ်ပေးခဲ့ပါတယ်။ယမနေ့မေလ16ရက်နေ့ကလည်းဘူးသီးတောင်မြို့မျိုးသိမ့်တိုက်ပွဲအတွင်ဖမ်းဆီးရမည်သောစစ်သုံးပန်းများထဲမှပြန်လွှတ်ပေး၍ရာသီ စေတုံးပန်းများနဲ့မိသားစုဝင်များ314ဦးကိုအာရခတ်တော် A ကပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်ရခိုင်ပြည်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများနဲ့မိသားစုဝင်များထောင်ချပြီးအာရခတ်တော် A ကဖမ်းဆီးထားချီးပြီးရင်းအထက်မှပြန်လွှတ်ပေးသည့်ဥယျာဉ်စုစုပေါင်းတထောင်ကျော်ရှိလာခြင်းဖြစ်သည့်ပြည်ကသည်ဇန်နဝါရီလ16ရက်နေ့တွင်မြောက်ဦးမြို့နယ်ရန်ချောင်းဒေသတွင် ထားရှိသောစစ်တုံးပန်းများရှိရာနေရာများကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့၍ စစ်တုံးမှ28ဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒီတော့အခုလက်ရှိအနေအထားမှာစစ်ကောင်စီကရခိုင်ဒေသကိုအမြဲတမ်းထက်ကတလေလေဘုံကျေးလာတဲ့အပေါ်မှာမူတည်ပြီးတော့စစ်တုံးမှနေမထိခိုက်ရလေအောင်မလို့အပ်ပဲအတတ်တည်းမဆုံးရှုံးရအောင်အာရခတတ်တော် AI အနေနဲ့လူသားရှင်းစာနာထောက်ထားမှုနဲ့လူသားဆန်စွာ ဒီ73ဘတ်တွေကိုပြန်လေးလွှတ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့အမြဲတမ်းငါ့ကိုမရတွင်းကိုဖြတ်နေတဲ့စစ်ကောင်စီကတော့ဒီနေ့မှဆိုရင်လေကြောက်တော်မျိုးနဲ့အပေါ်ကတဝေးလင်လင်နဲ့ဂျက်ဖိုက်တာတစ်စီးပြန်ဝင်နေတာကိုတည်င်းပေါ်မှာဖတ်ချူလိုက်ရပါတယ်ဆိုတော့အမြဲတမ်းငါ့ကိုမရတွင်းကိုဖြတ်ဖို့အတွက်ပြည်သူတွေရဲ့အသက် OA စီစဉ်ကိုရည်ရွယ်ရှာရှိရှိကြောက်ပြူဒေသမှာ စစ်အချိန်ကမြင့်လာလေစစ်တွေဖတ်တယ်မှာစစ်အချိန်တွေက မြင့်လာလေလက်ရှိအရခတတော်အေတိမ်ဖို့ကြံနေတဲ့ကြောက်ဖြူစစ်တွေမှန်အောင်ဒီဒေတာတွေမှာတနေ့ထက်တနေ့စစ်ရဲ့အချိန်ကမြင့်လာမှာဖြစ်ပါတယ်ဒါကြောင့်စစ်ကောင်စီကငါ့ကိုမရတွင်းကိုဖြတ်မှစိုးရိမ်တာလေတကြောင်အရခတတော်ကလူသားဆန်စွာဒါကြောင့်မို့စစ်သုံးပန်းတွေရဲ့အသက်မလိုအပ်ပေမဆုံးရှုံးရအောင် လျှော်ပေးတာပဲဖြစ်ပါတယ်ဒီတော့ဒီနေ့ရရှိတဲ့သတင်းဆောင်မတွေကိုကျွန်တော်အနေနဲ့ဖတ်ကြည့်မြှောက်ဝေတင်ဆက်ခြင်းမှာမိတ်ဆွေတို့အနေနဲ့လိုအပ်တာလေးရှိရင်လည်း comment လေးတစ်ကြောင်းနဲ့အသီးပေးထောက်ပြခဲ့ကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဒီနေ့ကြည့်ရှုနေကြတဲ့မိဖပြည်သူများစိတ်အချမ်းသာခြင်းကိုဤကြမ်းမာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရင်းဒီဗီဒီယိုဖိုင်ကိုနှီးကုန်းရှုပ်အဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါသာလီစွာပါဂါရဝါပါအကုန်လုံး ช่วยเหลือชามียจาบาดีบายบาย